ဝင်မင်္ဂလာပါကျွန်တော် channel ကနေပြောပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဟောကြားပေးမှာတော့ဒါကတော့ပထန်းဆက်တွေရဲ့သတင်းစကားတွေကိုကျွန်တော်ဟောကြားပေးမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ပထန်းဆက်တွေရဲ့သတင်းစကားတွေဟောကြားဖို့တော့ room စီလေးပို့ဆိုတော့တေချာလေးဗီဒီယိုအာယုံဆိုင်ပြီးတော့နားထောင်ပေးရအောင်ပေါ့နော် okay အဲ့ဆိုရင်ဒီမှာပထမအဦးဆုံး room တစ်ခုချလိုက်မယ်ပေါ့နော်မပြောနောက်တစ်ခုနောက်တစ်ခုဒီနားမှာဝင်နေမယ်ထင်တယ် okay ပြောရရင် နောက်ထပ်တစ်ခုပေါ့နော်ပြီးတော့နောက်တစ်ခုโอเคအဲ့ဒီမှာဒီမှာ rose lay ခုရှိရယ် ice lay အဲ့လေးခုတွေကနေပြီးတော့သူကတစ်ခုကိုရွေးရမှာပေါ့နော်တစ်ခုပဲရွေးရမှာနော်အများကြီးရွေးလို့မရဘူးဒီတစ်ခေါက်ကအာဘာလို့လဲဆိုတော့သတင်းစကားတစ်ခုလေးလာအောင်လို့အဲ့လာတဲ့တစ်ခုလေးကိုရွေးရမယ်အဲ့တော့ ဒီမှာဆိုရင်တက်နှစ်3လေးလို့မှတ်လိုက်ရဒီထက်ကြိုက်တဲ့တစ်ခုကိုစိတ်ထဲမှာအာယုံရှိရတဲ့ခုကိုရွေးလိုက်လေရရပေါ့နော်ကြိုက်တယ်လို့လုပ်လို့ရအဲ့တော့အခုစပြီးတော့ပထမ drone strap ကိုကျွန်တော်ဟောကြားပေးပေါ့နော်အဲ့တော့ရွေးဖို့အတွက်ကတော့ခုခါကို video post လုပ်လိုက်လုပ်ပြီးွားရင်တက်ကိုပြင်းပြင်းငါးကလောက်ရှူလိုက်ပြီးွားတော့မှဒီထက်ဟာကိုရွေးလိုက်ပေါ့နော်အဲ့လိုလုပ်လို့ရရပေါ့နော်ကျွန်တော်အခုဆက်ဟောလိုက်တယ်ပေါ့နော်အဲ့တော့ number 1 drone strap ကဘာမျိုးဖြစ်မလဲပေါ့နော်ကြီးလိုက်မယ်ဒီမှာအဓိကကတော့ ်ဒီမှာ time wise ကပြောပြောင်းပြန်ကြရတဲ့အသေးပဲဖြစ်နေအောင်နော်အဲ့လိုဖြစ်နေဆိုတော့ကိုကကိုကိစ္စတွေကလက်ရှိမှာကကိုမျောလင်သားဆိုလို့ဖြစ်မလာပဲねအကုန်လုံးကအောက်ကိုထိုးဆိုင်သွားတဲ့အသေးပဲမျိုးဖြစ်နေပေါ့နော်အဲ့တော့အချိန်တွေကတိတ်တော့မကောင်းတဲ့အနေထားတစ်ခုရောက်နေတယ်ဒီ rules ကိုယူရတဲ့လူတွေကတော့မှနေတချို့ကိစ္စတွေမှာကိုမျောလင်သားရဲ့ကိစ္စတွေမဖြစ်လာတော့ဘူးပေါ့နော်အဲ့လိုမကောင်းတဲ့ result တွေထွက်လာတယ်ပေါ့နော်အဲ့လိုအနေထားလေးဖြစ်နေတာကိုဒီမှာတွေ့ရတယ်ပေါ့နော်အဲဟုတ်ပြီအဲ့တော့ဒီဟာကဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတော့ကိုယ့်ရဲ့ ဟိုဘောနော်ဒီတချို့ကိုကိုကိုပြန်ပြီးသုံးသက်ကတယ်မှာငါမှားနေလားငါရှောက်နေလားမှန်အောင်မှန်ရလားဆိုပြီးပုံစံမျိုးသုံးသက်ပြီးရောကိုကိုဟာကောလို့ဘက်ဂီယာပြန်ထိုးပြီးရောတယ်မှာတကယ်သွားတဲ့နဲ့လမ်းကိုသွားမယ်အနေထားမျိုးရောက်နေပါဘောနော်ဒီရောက်သွားရွေးလိုက်တဲ့ဆိုရင်တော့ဘောနော်အဲ့တော့ဘူကကိုရှောက်နေရလားမှန်အောင်မှန်ရလားဆိုတော့တေချာပြန်ဆုံးဖြတ်ရမယ်ဒီနံပါတ်1ကိုရွေးထားတဲ့လူတွေကအဲ့ဒါဆိုနံပါတ်2ကိုရွေးထားတဲ့လူတွေအတွက်ကျွန်တော်တစ်ချက်ကြည့်ပေးမယ်နံပါတ်1ကိုရွေးထားတဲ့လူတွေကတော့တချို့မှာဘာမှမလုပ်ပါနဲ့တဲ့အေးဆေးပဲနေပါတဲ့အိမ်မှာပဲနာနာနေနေပေါ့နော်ဘာလို့ဆိုတော့ ခင်ဗျားရဲ့ကံကြမ္မာအခြေအနေကလက်ရှိမှာတန့်တယ်အဲ့တော့သွားပြီးတော့အေးခဲနေတဲ့အခြေအနေမှာကိုကမဟုတ်တာသွားပြီးတော့တခုခုမီးနဲ့သွားပြရင်လည်းအရေးပြောသွားမှာအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုအိဗယ်မျိုးပါဒီမှာကတော့ဒီအီစာ ဆိုတဲ့ rooms ကတော့အဲ့လိုဆိုတော့ကိုကလက်ရှိမှာကွာကိုယ့်အခြေအနေတွေကိုယ့်ရဲ့ကံကြမ္မာအနေထားတွေကတန့်နေတဲ့အနေထားမှာရှိရပါတော့အဲ့လိုတန့်နေတဲ့ဟာကလည်းဘယ်သူကလှုပ်ထားရလဲဆိုတော့ဒီကဖြစ်တင်ဖြစ်တိုင်းလို့ဖြစ်တဲ့ကိစ္စမျိုးလောကရံမလို့ရင်ဆိုင်ရတဲ့အနေထားမျိုးပေါ့နော်အဲ့တော့တွားပြီးရောအဲ့လိုမျိုးရတရာခြေချင်းနဲ့စီရင်နေလှုပ်ရှင်နေလှုပ်လဲဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ဒီလက်ရှိဒီနံပါတ်1ကိုယူရတဲ့လူတွေက ဘာမှလုံးလို့မရတဲ့အနေအထားဖြစ်နေတယ်။အဲ့တော့ကိုကဘာလုပ်ရအောင်ဆိုတော့ခုမှအေးဆေးပြန်ပြီးတော့ဒီချိန်မှာအာခဏလေးပေါ့နော်ကိုကိုအနားယူလာဖြစ်စေအချိန်ပေးပြီးတော့ကိုစိတ်ဝင်စားတဲ့ဝါသနာပါတာလေးတွေပဲလုံချင်းဖြစ်စေပေါ့နော်အဲ့လိုနဲ့ဒီချိန်တွေတော့ဖြတ်ကျော်အောင်ပါပေါ့နော်အဲ့လိုလိုကျွန်တော်ပြောလို့ရပါတယ်။อืมနံပါတ်3ကိုချက်ကြည့်လိုက်ပါပေါ့နော်နံပါတ်3ကကျတော့ဒီမှာကောင်းတယ်နံပါတ်3ကကျတော့အာလက်ရှိမှာကငွေတွေဝင်ဝင်လာမဲ့ဟာမျိုးလည်းရှိတယ်ပြီးတော့အဲ့မှာပေါ့နော်မိဘတွေအဲ့လိုမျိုးလူကြီးသူမတွေကကိုယ်မဟုတ်ဘိုးပေးတာမျိုးတွေပါတယ်အဲ့လိုမျိုးရှိနိုင်တယ်အဲကိုဘက်က ကိုဘကယူကြိုးခြင်းကိုပြသမယ်ဆိုရင်ပေါ့နော်ဒါကနဖရားရဲ့ရှိရတဲ့တင်စကားကိုဘကသာကိုယ့်ရဲ့သက်ဆိုင်ရာပုံကိုယ်ရဲ့ယူကြိုးခြင်းကိုပြသမယ်ဆိုရင်ကိုရှိကိုကောင်းခြင်းမင်္ဂလာတွေကောင်းကြီးတွေရောက်ရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဒီဟာပေါ်ပြရတယ်အဲ့တော့ကိုဘကတခုခုလိုအပ်တာရှိတဲ့ဟာကိုဆူတောင်းရမယ်အဲဆူတောင်းတော့မှအဲ့မှာကိုကတောင်းတဲ့စုတွေကပြည့်မှာပေါ့နော်အဲ့တော့ဒီနံပါတ် 3 rounds ကိုရွေးတဲ့လူတွေအကုန်လုံးကတော့ suit down ပါကိုတက်ဆိုင်ရလူရှိရအကူညီတောင်းခံပါဘောနော်လက်ရှိဖြစ်နေတဲ့အနေအထားတွေပြေလည်ဖို့အတွက်ကအဲ့လိုမျိုးလိုအပ်တယ်အဲ့တော့တချို့ကိုဟိုဘောနော်မကောင်းတာကြံနေတဲ့လူတွေရှိတယ်ဒါပေမဲ့ကိုကကိုပုံမှန်အခြေအနေတိုင်းဆက်ပြီးတော့ရက်တည်ပါဘောနော်အဲ့လိုဆိုရင်အကုန်လုံးကိုကိုတက်ဆိုင်ရအောက်ရှောက်ပုံကူတွေကလည်းကာဝယ်ပေးပါမယ်လိမ့်မယ်ဆိုတော့အဓိပ္ပာယ်မျိုးထွက်တယ်ဘောနော်အဲ့တော့နံပါတ်3 rounds ကိုရွေးတဲ့လူကတော့ကောင်းပါတယ်နော်အဲ့တော့နံပါတ်4 rounds ကိုရွေးတဲ့လူတွေကဘာဖြစ်မလဲ သူလည်းကောင်းတာပဲဘာလို့ဆိုတော့ဒီမှာ hera ဆိုတော့သူကအဲအရင်တော့လုတ်ခဲတဲ့ကိစ္စတွေအကျိုးမြတ်ပေါ့နော်ကိုကုသိုလ်ကောင်းမှုကုသိုလ်လုတ်ခဲတဲ့အရာတွေရဲ့အဲအဲ့လိုမျိုးကောင်းတဲ့ကိစ္စတွေပြန်ဖြစ်လာတဲ့သဘောတရားမျိုးပေါ့နော်အဲ့တော့ကိုကကောင်းတာတွေလုတ်ခဲတဲ့အတွက်နမိတ်ကောင်းတွေပြန်တီမှာပေါ့ဒါမဲ့မကောင်းတာလုတ်ခဲတဲ့လူတွေအတွက်ကတော့ဒီ rose ကိုရွေးတာဆိုစိတ်မကောင်းစရာပဲအဲ့တော့မကောင်းတာတွေပြန်ရောက်လာမယ်အနေထားတစ်ခုကိုရောက်နေလိမ့်မယ်ပေါ့နော်အဲ့တော့ပြောချင်တာကကိုစိုက်ပြိုးတဲ့အရာကိုရေသိမ်းရတယ်ဆိုတဲ့အထိပယ်မျိုးဒီ number 4 rose ကဖော်ပြရတယ်အဲ့တော့ကို စိတ်ထဲမှာရှုပ်ထွေးနေရရာတစ်ခုသိကျင်နေတဲ့လမ်းကြောင်းမှာလည်းဒီလိုအခြေအနေရရအမျိုးမျိုးနဲ့ရှိနေတဲ့အခါကျရင်ကိုကပြန်ပြီးတေချာစဉ်းစားကြည့်ကိုကောင်းအခုခံစားနေရအဆင်မပြေနေလို့ဆိုရင်ကိုကောင်းတာရေလုပ်ခဲ့ရလားလို့ပြန်တွေးကြည့်ပေါ့နော်အကဲအဆင်ပြေနေရဟာငါ့ကိုကောင်းလာကံကောင်းလာပြီဆိုရင်အဲ့ဒါတော့ကောင်းတာလုပ်ခဲ့လို့လို့မှတ်လို့ရပါတယ်နော်အဲ့တော့စိတ်ကောင်းထားခြင်းဖြင့်ရရအလုံးစုံတက်မှာ ကျော်လွားနိုင်ပါတယ်ဗောနော်အဲ့တော့ပြောချင်တာကကျွန်တော်ဗီဒီယိုထဲမှာအခုဒီဗီဒီယိုကြည့်လိုက်ရဆိုရင်အကုန်လုံးလဲတက်မှာကြိုက်ကြလိမ့်မယ်ကျွန်တော်မျှော်လင့်နေအဲ့တော့ကျွန်တော် channel ကို subscribe တွေအမ်ဒီဗီဒီယိုလေးကို like တွေပါလောက်ခဲ့ဖို့လဲမမေ့ပါနဲ့ကျွန်တော်ဒီ Facebook ကကြည့်နေတဲ့လူတွေဆိုတော့တစ်ချက်ဗောနော်ဘန်မကြီးဦးဆို share သွားပေးလို့ရပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နမိတ်ကောင်းတွေတည်ပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျေးဇူးပါနော်